အားလုံးမင်္ဂလာညချမ်းပါရှင်။ဗမာဝီချီရဲ့အပတ်စဉ်စနေနေ့တိုင်းတင်ဆက်ပေးနေတဲ့တပတ်တွင်းထူးခြားသတင်းအစီအစဉ်ကိုကျမအင်နာကတာဝန်ယူတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီတပတ်တွင်တင်ဆက်ပေးမယ့်သတင်းတွေကတော့ဟောင်ကောင်မီးလောင်မှုတေဆုံးသူ120ကျော်ထိရှိလာနေတဲ့သတင်း၊ Green Card ကင်ဆောင်ထားတဲ့19နိုင်ငံကနိုင်ငံသားတွေကို American လူဝင်မှုကြီးကြပ်ရေးကပြန်လည်စစ်စစ်တော်မဲ့သတင်းနဲ့ဆေးအုပ်စုလုံးမဲ့ရွေးကောက်ပွဲကိုနိုင်ငံတကာလွှတ်တော်အမတ်တွေရှုံချလိုက်တဲ့သတင်းအပါအဝင် တခြားပြည်ရင်းပြည်ပကစိတ်ဝင်စားစရာသတင်းတွေကိုနားဆင်ကြရမှာဖြစ်ပါတယ်ရှင်ကအထက်မြင့်စောက်အုံတွေမြေကြီးကျယ်လောင်ကျွမ်းမှုကြောင့်တင်းဆုံတဲ့သူအရေအတွက်လက်ရှိအချိန်ထိအ ਨੇ ဆုံးလူ128ဦးရှိသွားပြီဖြစ်ပါတယ်။အဆိုပါအထက်မြင့်စောက်အုံတွေပြုပြင်မွမ်းမံမှုလုပ်ငန်းမှာအာဂရိလိုက်စားရတယ်လို့တန်တရာရှိတဲ့သူ10ဦးကိုဖမ်းဆီးထားပြီး တခြားသူကိုပါ လူတက်မှုနဲ့ဖန်ဆီးထားပါတယ်။မီးလောင်ကိုဖြစ်ပွားရတဲ့အကြောင်းရင်းကိုရှင်းရှင်းလင်းလင်းမသိရသေးပေမဲ့ပြတင်းပေါက်တရဲ့အပြင်ဘက်မှာပိုလစ်တိုင်ရင်းအထူကြီးတွေတက်ထားတာပိုက်ကုန်နေနဲ့ကာထားတာကြောင့်မီးလောင်ကျွမ်းမှုပုံမြန်သွားတာလို့တာဝန်ရှိသူတွေကပြောပါတယ်။ဒီမီးလောင်ကျွမ်းမှုဟာနှစ်80ကျော်အတွင်းဟောင်ကောင်မှာအသေးပြောက်အများဆုံးမီးလောင်ကျွမ်းမှုဖြစ်ပါတယ်။လက်ရှိချိန်ထိလူသားစေပေါင်းများစွာပျောက်ဆုံးနေဆဲဖြစ်ပါတယ်။ တောက်ကြနေကစုံစမ်းစစ်ဆေးဖမ်းဆီးခံရတဲ့သူတွေထဲမှာအင်ဂျင်နီယာကုမ္ပဏီတစ်ခုကဒါရိုက်တာတွေနဲ့အဆောက်အုံညမ်းစင်နဲ့ကန်ထရိုက်တာတွေလည်းပါတယ်လို့အာဂရိလိုက်စားမှုတိုက်ဖြတ်ရေးလွတ်လပ်တဲ့ကော်မရှင် ICAC ကပြောပါတယ်။မီးလောင်ကျွမ်းမှုကဟောင်ကောင်မြောက်ပိုင်းခရိုင်တိုင်ပိုရက်ကွက် One Fat Cop အရာဝန်ကြီးအတွင်းမှာဖြစ်ပွားခဲ့ပါတယ်။အထက်မြင့်အဆောက်အုံ၈လုံးနဲ့က9လုံးမိအလင်ပြန်ကူးဆက်သွားတာကြောင့်မိတက်တမား2300က မိငိမ့်တက်ဖို့ကြိုးစားခဲ့ရပါတယ်။တောက်ကြနေဒေတာစံတော်ချိန်မနက်7:00နာရီကျော်မှာမိလုံးဝငိမ့်တက်နိုင်ခဲ့ပါတယ်။အခုချိန်ထိအလောင်း89လောင်းဟာဘသူဘဝရီဖြစ်တယ်ဆိုတာမဖော်ထုတ်နိုင်သေးတယ်လို့အဆောက်အုံထဲမှာလည်းအလောင်း16လောင်းကျန်နေသေးတယ်လို့သိရပါတယ်။ဝမ်ဖက်ကော့ကို1983ခုနှစ်ကတိစောက်ခဲ့တာဖြစ်ပြီး2021ခုနှစ်အစိုးရသကောင်စင်းအရတိုက်ခန်းပေါင်း1980ကျော်အတွင်းလူဦးရေ4600ကပ် နေထိုင်နေကြတာလည်းဖြစ်ပါတယ်။အနာတိတ်စိအုပ်စုရဲ့လာမယ့်ဒီဇင်ဘာလကုန်ပိုင်းမှာကျင်းပမယ့်ရွေးကောက်ပွဲဟာအတူရောက်ရွေးကောက်ပွဲဖြစ်တာကြောင့်နိုင်ငံတကာအနေနဲ့လက်မခံကြဖို့နိုင်ငံပေါင်း၉နိုင်ငံကလွှတ်တော်အမတ်၁၆၃ရောက်စုပေါင်းပြီးနိုဝင်ဘာ၂၈ရက်နေ့ကထုတ်ပြန်ခဲ့ကြတာပါ။ အာနာသိစေအုပ်စုကျင်းပမဲ့ရွေးကောက်ပွဲဟာဘလို့နီးနဲ့မှလွတ်လပ်ပြီးတရားမျှတမှုမရှိနိုင်သလိုတရားဝင်မှုလည်းမရှိဘူးလို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ဒါဟာကိုပြည်သူကိုပြန်တက်နေတဲ့စေအုပ်စုရဲ့ပုံစံတင်တဲ့ရည်တည်ရေးအတွက်ဟန်ပြလုံနေတဲ့ရွေးကောက်ပွဲတစ်ခုသာဖြစ်တယ်လို့လည်းဆိုထားပါတယ်။အနာသိမ့်ပြီးနောက်ပိုင်းတနိုင်ငံလုံးကိုထိ ंछ ုံနိုင်စွမ်းမရှိတဲ့စစ်အုပ်စုကတိုင်းပြည်ရဲ့သုံးပုံတစ်ပုံမှသာရွေးကောက်ပွဲကိုကျင်းပနိုင်မှာဖြစ်တယ်လို့သူတို့ကိုယ်တိုင်လိမ်လည်ရေးဆွဲထားတဲ့ 2008ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာကျင်းပတာဖြစ်တဲ့အတွက်ဒါဟာအတုရောင်ရွေးကောက်ပွဲသားဖြစ်ပြီးတရားဝင်မှုမရှိဘူးလို့ဆိုပါတယ်။ဒါပြင်ဒီရွေးကောက်ပွဲမှာစစ်မှန်တဲ့အတိုက်ခံပါတီတွေပါနေတဲ့အပြင်ရွေးကောက်ပွဲကိုအစဉ်ခွဲကျင်းပတာကလည်းမဲလိမ်ဖို့အခွင့်အရေးပေးထားတယ်လို့ဖြစ်နေတယ်လို့ကိုယ်နိုင်ငံကလွတ်တော်အမတ်တွေကပြောဆိုပါတယ်။လက်ရှိမှာလည်းစေအုပ်စုအနေနဲ့မြန်မာနိုင်ငံအတွင်းကတိုင်းနယ်ပြည်နယ်တွေမှာ လေကြောင်းတိုက်ခိုက်မှုတွေအကြီးကျယ်လှုံ့ဆော်နေတယ်လို့ရွေးကောက်ပွဲပြီးသွားရင်လည်းတိုင်းပြည်တည်ငြိမ်အေးချမ်းမဲ့အစားအကြမ်းဖက်မှုနဲ့မတည်ငြိမ်မှုတွေပဲပိုဖြစ်လာဖို့များတယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ဆီယိုဆိုရဲ့အတွေ့အော်ရွေးကောက်ပွဲကိုလက်မခံကြဖို့တောင်းဆိုတဲ့ကြေညာချက်ကိုနယူးဇီလန်၊ဂျပန်၊ဖိလစ်ပိုင်၊ထိုင်း၊မလေးရှား၊အော်စတြေးလျအရှေ့တီမော၊အင်ဒိုနီးရှားနဲ့ UK နိုင်ငံတို့ကလွှတ်တော်အမတ်163ယောက်က လက်မှတ်ရေးထိုးထားကြတာလည်းဖြစ်ပါတယ်ရှင်။ဝင်ကနေအမေရိကန်မှာနေထိုင်နေတဲ့19နိုင်ငံကနိုင်ငံသားတွေကိုအမေရိကန်လူဝင်မှုကြီးကြပ်ရေးကပြန်လည်စစ်စစ်တော့မှာဖြစ်ပါတယ်။ Green Card ရထားသူတွေကိုပြန်လည်စစ်စစ်မှုတွေလုပ်မဲ့နိုင်ငံတွေမှာမြန်မာနိုင်ငံလည်းပါဝင်တယ်လို့အမေရိကန်လူဝင်မှုကြီးကြပ်ရေးဌာနညွှန်ကြားရေးမှူးကပြောပါတယ်။ ဖွံ့ဖြိုးဆဲတတိယနိုင်ငံတွေကနေအမေရိကန်ကိုပြောင်းရွှေ့အခြေချနေထိုင်တဲ့အစီအစဉ်တွေအားလုံးကို အပိတရက်ဆိုင်ထားမယ်လို့တမတာထရန့်ကမနေ့ကပြောကြားလိုက်ပါတယ်ဝါရှင်တန်ဒီစီမှာတနက်နေ့ပြစ်ခတ်ခံရတာကြောင့်အရာတက်ဖွဲ့ဝင်အမျိုးသားတအူးတည်ဆုံပြီးနောက်တမတာကအခုလိုပြောကြားလိုက်တာဖြစ်ပါတယ်။နိုဝင်ဘာ26ရက်တုန်းကဝါရှင်တန်ဒီစီအင်ဖြူတော်နဲ့နှစ်ပလောက်အကွာလောက်မှာအမေရိကန်အမျိုးသားအဆောင်တက်တက်ဖွဲ့ဝင်စစ်သား2ဦးကို အာဖဂန်နစ္စတန်နိုင်ငံကဝင်လာတဲ့သူကတနက်နေ့ပြစ်ခတ်ခဲ့ပါတယ်။အဲ့ဒီဖြစ်စဉ်မှာစစ်သား၂ဦးအပြင်းထန်ဒဏ်ရာရခဲ့ပြီးတနက်သမားကိုလည်းစစ်သားတစ်ယောက်ကပြစ်ခတ်ပြီးတော့အရှင်ဖမ်းဆီးခဲ့ပါတယ်။အမေရိကန်စစ်သား၂ဦးရဲ့ကအသက်20အရွယ်ဆာရာဘက်စရောင်းဗိုလ်ထမူးလေးကတေဆုံသွားပြီးနောက်တစ်ယောက်ဟာလည်းဆေးရုံမှာအသက်လွတ်နေရပါတယ်။သူတို့ကိုပြစ်ခတ်ခဲ့တဲ့တနက်သမားဟာလည်းဒဏ်ရာရရှိခဲ့တာဖြစ်ပြီးစိုးရိမ်ရတဲ့အခြေအနေရှိတယ်လို့သိရပါဗျ။ အင်ဖြူရိုနာကပြစ်ခတ်မှုမှာတန်တရားတရားခံဖြစ်ခဲ့တဲ့အမျိုးသားဟာအမေရိကန်ဗဟိုထောက်လှမ်းရေးဌာန CIA ကလေ့ကျင့်ပေးမှုတဲ့အာဖဂန်လုံခြုံရေးတပ်ဖွဲ့ဝင်ဟောင်းတဦးဖြစ်ပြီးအမေရိကန်တပ်တွေအာဖဂန်ကစုခွာချိန်2021မှာလိုက်ပါခဲ့သူဖြစ်ပါတယ်။မြန်မာနိုင်ငံသားတွေကိုရှားရီနေထိုင်ခွင့်ပေးထားတဲ့ TPS အစီအစဉ်ကိုလည်းဖျက်သိမ်းတော့မှာဖြစ်ကြောင်းတမတဒေါ်နယ်ထရန့်ရဲ့အမေရိကန်အစိုးရကနိုဝင်ဘာ24ရက်တနင်္လာနေ့မှာထုတ်ပြန်ခဲ့ပါတယ်။ အမေရိကန်မှာ TPS နဲ့နေထိုင်သူ၄၀၀ဝန်းကျင် ရှိနေတဲ့အတွက်သူတို့ရဲ့အခြေအနေကစိုးရိမ်ရတဲ့အခြေအနေဖြစ်လာနေပြီဖြစ်တယ်လို့လူ့အခွင့်အရေးဆိုင်ရာအာဆီယံပါလီမန်အမတ်များအဖွဲ့ APHR ကထုတ်ပြန်ထားပါတယ်ပြည်နယ်မြောက်ရီမြို့မင်းလက်ပံဒေတာကြားဖြတ်ရုံကနေဖမ်းဆီးရမိတဲ့ရှားနဲ့ချီတဲ့နိုင်ငံသားတွေကို ထိုင်းဘက်ကလက်မခံတာကြောင့်အခက်အခဲဖြစ်နေတယ်လို့ KNU ဘက်ကထုတ်ပြောပါဗျ နိုင်ငံခြားသား300ကျော်တောင်ရင်မြေကမ်းဘေးမှာတောင်တင်နေတယ်လို့သိရပြီးအဲ့ဒီသူတွေထဲမှာတရုတ်နိုင်ငံသားအများဆုံးပါဝင်ပြီးမလေးရှားအီသီယိုးပီးယားနိုင်ငံသားတွေလည်းပါဝင်ပါတယ်။မင်းလက်ပံဒေတာတွေဖမ်းမိတဲ့ကြားဖြန့်လုပ်သားတွေတက်ဆိုင်ရာနိုင်ငံပြန်ရောက်ရေးနိုင်ငံတကာရဲ့ပူးပေါင်းမှုအားနည်းနေပြီးနိုင်ငံတကာရဲ့ပူးပေါင်းပါဝင်မှုမရှိဘဲကြားဖြန့်တိုက်ဖြတ်ရေးလုံးလို့မရဘူးလို့ KNU ပြောခွင့်ရဘရိုဆော်ဒေါ်နီကပြောထားပါဗျ။ မင်းလက်ပံကြားဖြတ်စင်တာကို KNU ကဝင်စီအပီးအဲ့ဒီဒေတာကိုလေချောင်းကပုံကျဲနေတဲ့စီအုပ်စုပြောခွင့်ရဗိုလ်ချုပ်စော်မင်းထွန်းက KNU ဟာအဆိုပါကြားဖြတ်စင်တာကတက်သေးတွေကိုနှုတ်ပိတ်ဖျောက်ဖျက်နေတယ်လို့စွပ်စွဲနေပါတယ်။ဒီမိုကရေစီအကျိုးပြုကရင်တက်မတော် DKBA တက်ဖွဲ့အောင်မှလဲပတ်ခဲတဲ့မြောက်ရီမျိုးတောင်ဘက်မင်းလက်ပံကြီးရွာရှိအွန်လိုင်းငွေလိမ်ချဝင်ကြားဖြတ်စခန်းကိုကရင်အမျိုးသားအစည်းအရုံး KNU က နိုဝင်ဘာလ22ရက်မှာဝင်ရောက်စီးနင်းသိမ်းပိုက်ခဲ့ပါတယ်။ DKBA တပ်ဖွဲ့အကာအကွယ်နဲ့လဲပတ်နေတဲ့အဲ့ဒီကြားဖြန့်စင်တာထဲမှာခမ်းမန်းကြီးလူ2000ကန်တွေ့ရှိခဲ့ပြီးနိုင်ငံပေါင်း24နိုင်ငံကနိုင်ငံခြားသား942ဦးကို KNU ကစစ်စစ်ဖော်ထုတ်နိုင်ခဲ့ပါတယ်။ဒါပြင်အဲ့ဒီကြားဖြန့်စင်တာဝင်းထဲကနေကွန်ပျူတာအလုံးရေ2000ပတ်ဝန်းကျင်နဲ့မိုဘိုင်းဟန်ဆက်1000ပတ်ဝန်းကျင်ကို KNU ကတင်စီရမိခဲ့တာလည်းဖြစ်ပါတယ်ရှင်။ င်းပြည်နယ်မြောက်ပိုင်းတီးတိမ်နယ်ဖလန်းမြို့နယ်တွေကိုစစ်အုပ်စုဘက်ကအေအာအလုံးရင်းနဲ့ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့်စစ်တိုက်ဆိုသလိုနှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေပြီးစစ်အုပ်စုဘက်ကအထိနာနေတယ်လို့ချင်းတော်လန်ရေးအေအာစုတွေကပြောပါတယ်။အခုလိုတိုက်ပွဲပြင်းထန်နေတဲ့တီးတိမ်မြို့အဝင်းမှာဂိတ်ချတက်ဆွဲထားတဲ့စစ်ကောင်စီတပ်စခန်းတစ်ခုကိုချင်းညီနောင်တပ်ဖွဲ့တွေကနိုဝင်ဘာ29ရက်မှာသိမ်းပိုက်နိုင်ခဲ့တာပါ။ ခုတည်ယူလိုက်တဲ့ဂိတ်ကနေစစ်အုပ်စုဟာတိတိမျိုးလူအဝင်ထွက်ကိုထိန်းချုပ်ဖို့စူးစမ်းနေတာကြောင့်ဂိတ်ကိုပြန်လည်တည်ယူနိုင်ရေတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါဗျ။ဒါအပြင်စကန်တိန်တိုက်ပွဲတွင်လက်နက်ခဲရနေတဲ့စစ်တုံးပန်းတချို့ဖမ်းဆီးမိခဲ့ပြီးဖမ်းဆီးထားတဲ့စစ်တုံးပန်းတွေကိုစစ်ဆေးမေးမြန်းပြီးတော့အရေးယူဆောင်ရွက်တာတွေလုပ်ဆောင်သွားမယ်လို့လည်းပြောပါဗျ။စီအိုစုဟာစကိုင်းတိုင်းကလေးမြို့ဘက်ကနေအင်းအားအလုံးရှင်းနဲ့စစ်ကြောင်းနှစ်ခုခွဲပြီးတော့ ချင်းပြည်နယ်ကတီးတိမ်နယ်ဖလန်းမြို့နယ်ဘက်ကိုမြေပြင်ထိုးစစ်ဆင်တိုက်ခိုက်လာတာဖြစ်ပါတယ်။စေအောင်စုရဲ့မြေပြင်ထိုးစစ်တွေကိုချင်းဒေသတွင်တော်လှန်ရေးတပ်တွေကဟန်တာတိုက်ခိုက်နေကြပြီးတိုက်ပွဲတွေကလည်းနေတိုင်းနေပါပြင်းထန်နေတာပါ။တိုက်ပွဲတွေတွင်စေအောင်စုဘက်ကထိခိုက်ကြဆုံမှုတွေများနေတာကြောင့်လေကြောင်းတိုက်ခိုက်မှုတွေကိုအရှိန်မြင့်လှုပ်ဆောင်လာနေတာလို့လဲချင်းတော်လှန်ရေးအင်အားစုတွေဘက်ကပြောဆိုထားပါတယ်။အခုလိုတိုက်ပွဲတွေတောက်လျှောက်ပြင်းထန်နေတာကြောင့် လန်းနဲ့တီးတိတ်မျိုးနဲ့အနီတဝိုက်ကထောင်းနဲ့ခြေတဲ့ဒေသခံတွေဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရပြီးစေဝါနဲ့စားနဲ့ရိတ်ခါအရေးပေါ်လိုအပ်နေတယ်လို့စစ်ဘေးဒုက္ခတွေရေကူညီဆောင်ရွက်နေသူတွေကပြောဆိုထားကြတာလည်းဖြစ်ပါတယ်ရှင်။အပတ်စဉ်တင်ဆက်နေကြတပတ်တွင်းထူးခြားသတင်းအစီအစဉ်ကိုစုစည်းတင်ဆက်ပေးကြတာလည်းဖြစ်ပါတယ်ရှင်။ ဘာမပွေကြီးကိုကြည့်ရှုအားပေးနေကြတဲ့ပရိသတ်များနဲ့တကွမြမပြည်သူပြည်သားများအားလုံးဘေးကင်းလုံခြုံကြဖို့ဆုတောင်းမြတ်တာပို့သလိုက်ပါရရှင်